the current situation in Burma, including the upcoming sham elections, the dire humanitarian အမေရိကန်နိုင်ငံသားတွေဆီကနေငွေကြေးခိုးယူနေတဲ့အွန်လိုင်းလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေကနေတဆင့်မြန်မာစစ်တပ်ကအကျိုးအမြတ်ရနေတယ်လို့အမေရိကန်အောက်လွှတ်တော်ဌာနပွဲမှာ Republican လွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်။ Republican Party လွှတ်တော်ကိုယ်စားလှယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာဆက်ကော်မတီဥက္ကဋ္ဌယမ်ကင်က အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီရဲ့အရှေ့အာရှပစိဖိတ်ရေးရာဆပ်ကော်မတီတောင်အာရှနဲ့ဘူအာရှဆပ်ကော်မတီတို့ရဲ့နိုဝင်ဘာ16ရက်နေ့မှာကျင်းပတဲ့မြန်မာအရေးကြားနာပွဲမှာပြောသွားခဲ့တာပါဒီကြားနာပွဲမှာမြန်မာစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိစ္စမြန်မာမှာအခြေပြုလုပ်ကိုင်နေတဲ့ကြားဖြန့်လုပ်ငန်းတွေအရေးတရုတ်ရဲ့မြန်မာအရေးမှာဝင်ရောက်ဆွတ်ဖက်လွှမ်းမိုးမှုတွေနဲ့ရင်းကြအပါဝင်မြန်မာဒုက္ခသည်အရေးကိစ္စတွေကိုကြားနာခဲ့ကြပါဗျာ ကြာရှုံးနိုင်ငံဖြစ်လာတဲ့မြန်မာဟာစနစ်တကျစီစဉ်ထားတဲ့ရာဇဝမှုတွေရဲ့ဘိုးချက်နေရာဖြစ်လာတယ်လို့အောက်လွှတ်တော်နိုင်ငံခြားရေးရာဆပ်ကော်မတီဥက္ကဋ္ဌရန်ကင်ကပြောပါရယ်မြန်မာအနာသိစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကြားဖြန့်လုပ်ငန်းတွေဟာအမေရိကန်နိုင်ငံသားအခွန်ထမ်းပြည်သူတွေစီကနေနှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေတယ်လို့ရမ်ကင်ကပြောပါရယ်ကြားဖြန့်လုပ်ငန်းတွေကနေတဆင်ရရှိလာတဲ့ရမုံငွေတွေဟာနိုင်ငံဖြတ်ကျော်ရာဆွဲခိုင်းနေအတွက်သာမကောက် ဆန္ဒရှင်ရဲ့အိတ်ကပ်ထဲကိုပါ ရောက်နေတယ်လို့ပြောသွားခဲ့တာပါ Congress must act immediately to protect our citizens hard earned savings ဒါအပြင်မြန်မာမှာအခြေစိုက်နေတဲ့ကြားဖြတ်လုပ်ငန်းတွေမှာတနစ်ကိုအမေရိကန်ဒေါ်လာ35ဘီလီယံလောက်လဲပတ်နေပြီးဒီလုပ်ငန်းတွေကိုတရုတ်လူမျိုးနိုင်ငံဖြတ်ကျော်ရာစုမှုကျူးလွန်နေသူတွေကမြန်မာအာဏာသိမ်းစစ်တပ်နဲ့ကြားဆောင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းလုပ်ကင်နေတာလို့ Indo-Pacific လုံခြုံရေးဆိုင်ရာဦးဆောင်မှုအဖွဲ့ရဲ့အကြီးတန်းပညာရှင်ကယ်လီကာရီရဲ့ဂျာနာပွဲကိုပေးပို့တဲ့တက်သေးခံချက်ထွက်ဆိုစာမှရေးသားထားပါတယ်။မြမာကကြားဖြတ်လုပ်ငန်းတွေဟာထိုင်းဘက်ကလာတဲ့ဆက်သွယ်ရေးကွန်ရက်နဲ့စွမ်းရင်အရင်းမြစ်တွေကိုအသုံးပြုနေတာဖြစ်ပြီးထိုင်းဆိုရကဒါတွေကိုဖြတ်တောက်ဖို့ကြိုးပမ်းခဲ့ပေမဲ့အခုထိကြားဖြတ်လုပ်ငန်းတွေကဆက်လက်လက်ပတ်နေသေးတယ်လို့ပြောပါတယ်။ဒါအပြင်ကြားဖြတ်လုပ်ငန်းတွေဟာထိုင်းနဲ့စင်ကာပူနိုင်ငံကဘဏ်လုပ်ငန်းတွေကိုအသုံးပြုပြီး ငွေကြေးလက်ပတ်မှုနဲ့ငွေကြေးခွာချမှုလောက်ကနေတယ်လို့ဆိုထားပါဗျ။ this is a national security threat to the United States, as the as the leadership mentioned. Um, we do have tools we can use, with, whether it's with our ally Thailand or our adversary Beijing, to ratchet down pressure on these activities. We need to stop removing sanctions on Burma's armed dealers. We need to make clear that we will not recognize their illicit um, and, and illegal election. But at the end of the day, much of the source of the problem for what we're dealing with in Burma derives from across the border in the People's Republic of China. And we need to understand that as we start to think about the solutions that this committee. အနာဒိစတက်ကကျင်းပမဲ့ရွေးကောက်ပွဲဟာတရုတ်နဲ့ရုရှားတို့အတွက်တစ်စစ်ခံကြိုးကင်အုပ်ချုပ်တဲ့ဆစ်ဆိုးရဖြစ်လာဖို့ဖန်တီးထားတဲ့ရွေးကောက်ပွဲသားဖြစ်တယ်လို့လဲ Sub Committee ဥက္ကဋ္ဌယန်ကင်ကပြောပါရယ်အမေရိကန်အောက်လွှတ်တော်ရဲ့နိုင်ငံခြားရေးရာကော်မတီဌာနပွဲမှာလဲကော်မတီဝင်လွှတ်တော်အမတ်တွေရောတက်တည်ထွက်ဆိုသူတွေကပါအတူရောင်ရွေးကောက်ပွဲ Sham Election လို့သာတညင်တညွတ်ထဲဆိုကြပါရယ်တေအိုဆိုရကမြန်မာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံနေသလိုအာဆီယံအနေနဲ့ထောက်ခံဖို့ကိုလည်းတွန်းအားပေးနေတယ်လို့ဌာနပွဲမှာတက်တည်ထွက်ဆိုသူကပြောသွားပါရယ်ဒါပေမဲ့အာဆီယံဟာလက်ရှိအချိန်ထိ ဒီရွေးကောက်ပွဲကိုထောက်ခံမှုညှင်းဆန်ထားဆဲဖြစ်တဲ့အတွက်ဒီပေါ်မှာအမေရိကန်ကအားပေးထောက်ခံတင်တယ်လို့ဆိုပါရယ်ယမ်ကင်ကတော့ရလက်ကိုကြိုတင်စီစဉ်ပြီးသားဖြစ်တဲ့အာနာရှင်ချုပ်ကိုင်မှုကနေဒီမိုကရေစီလုပ်ငန်းစဉ်အသွင်ပြောင်းမှုစ조사နေတဲ့အတူရောင်ရွေးကောက်ပွဲလို့သုံးသွားပါရယ်တော်လိုင်းတပ်ဖွဲ့ရဟလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်အတွင်းမှာတိတာထင်ရှားတဲ့အောင်မြင်မှုတွေရခဲ့ပြီးမြန်မာစစ်တပ်ဟာလက်ရှိမှာနိုင်ငံရဲ့20ရာခိုင်နှုန်းလောက်ကိုသာဆက်ပြီးအုပ်ချုပ်နိုင်တော့တယ်လို့ရမ်ကင်ကဆိုပါတယ် တော်လည်းတပ်တွေကတော့စစ်တပ်ထံနှစ်ဆပို့တဲ့ထိန်းချုပ်နယ်မြေတွေကို ပိုင်ဆိုင်ထားပြီလို့ပြောပါရယ်။ဒါပေမဲ့စစ်တပ်ဟာသူတို့ကိုသူတို့တရားဝင်မှုရအောင်ပို့ပြီးလှုံ့ဆော်လာနေတယ်လို့ဆိုပါရယ်။မြန်မာစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့မြန်မာအရေးတရုတ်ဆွတ်ဖက်နေမှုအပေါ်မှာစန့်ကျင်တဲ့အနေနဲ့အမေရိကန်ဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းအထောက်ပံ့တွေမရရှိစေဖို့နဲ့ရမုံငွေမရရှိစေဖို့ပိတ်ဆို့အရေးယူမှုတွေလုပ်တဲ့နယ်လို့တပ်သေးထွက်ဆိုသူကယ်လီကာရီကအကြံပြုသွားပါတယ် ဒါအပြင်ဒီမိုကရေစီရေလိုလာသူတော်လှန်ရေးအားစုတွေအပေါ်မှာအကူအညီထောက်ပံ့တွေပို့ပေးနိုင်မှုနီလန်းရှာတင်တယ်လို့လဲဆိုပါတယ်ဒီကြာနာမှုနေရာနေတဆန်ဥပရေပြူရေးအဆင့်ထိဖြစ်လာနိုင်ပါရဲ့ရှင်။ဟုတ်ကဲ့ဒီလိုကြာနာပွဲတွေဆိုတာကအာဟိုသူတို့ရဲ့ဒီဒီမိုကရေစီ နိုင်ငံတွေအတွက် အမတန်အရေးကြီးတဲ့လှုပ်ထုံးလုပ်ကြီးတွေဖြစ်ပါတယ်။အတိကဒီ Congress ရဲ့ primary method ဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်။အောက်လွတ်တော်နိုင်ငံသားရာကော်မတီရဲ့ဈာနာပွဲဟာဥရေပြူရင်းမှာလိုအပ်နေတဲ့သတင်းချက်လက်တွေနဲ့တက်တည်အထောက်အထားတွေကိုဈာနာကြတဲ့ပွဲဖြစ်ပါတယ်။ဒီကနေ့တစင်ရရှိလာတဲ့အချက်လက်တွေပေါ်မှာအခြေခံပြီး မြန်မာရေးနဲ့ပတ်သက်လို့အမေရိကန်အနေနဲ့ဘလို့မူဝါဒဘလို့ဥပဒေတွေသတ်မှတ်တင်နေဆိုတာကိုပြန်လည်စဉ်းစားဆုံးဖြတ်ကြမှာဖြစ်ပါတယ်။မြန်မာအတွက်တည်ထက်အစင်းမြအထူးကိုစလဲနဲ့ဝါရညီနာရေးမှုတို့ချက်ချင်းခံအပ်ဖို့လူသားချင်းစာနာမှုအကူအညီတွေကိုစစ်တပ်ကတဆင့်မပေးဘဲဒေသခံလူတို့အခြေပြုအဖွဲ့တွေကနေတဆင့်ပေးအပ်ဖို့အာဏာသိမ်းစစ်တပ်ဟာရာဆွဲကိုင်းဖြစ်တဲ့အတွက်တိတိဆက်ဆံတာတွေမလုပ်ဘဲပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ကိုလည်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီကြားနာပွဲကိုအောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီလက်အောက်က Republican နဲ့ Democratic နှစ်ခုလုံးကလွှတ်တော်အမတ်တွေတက်ရောက်ကြသလိုတက်သေးထွက်ဆိုသူတွေအပြင် Atlantic Council ရဲ့ Indo-Pacific လုံခြုံရေးဆိုင်ရာဦးဆောင်မှုအဖွဲ့ရဲ့အကြီးအကဲပညာရှင် Kelly Curry STEM Center ရဲ့အကြီးအကဲပညာရှင် Steve Ross နဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုအတွက်ဒုက္ခသည်အမျိုးသမီးများအဖွဲ့ရဲ့အမှုဆောင် Director Lucky Grimno ကပါဝင်ကြားနာဆွေးနွေးခဲ့ကြတာဖြစ်ပါရဲ့ရှင်။